all right so ဒီနေ့မှာတော့ pregd ကြောင်းပြောသွားမှာဖြစ်ပါတယ်လူအများစုက pregd ကို gd မဖြစ်ခင်မဖြစ်မနေတင်ယူရမယ့်အရာလို့သတ်မှတ်ကြပါတယ်ဒါကတကယ်ရောတတ်တင်ရဲ့လားတတ်ရင်ရောဘယ်သူတွေကတတ်ပြီးဘယ်လောက်ကြာကြာတတ်တင်လဲ pregd ဆိုတာတင်ယဝင်တင်ယုံညွန်းတဲ့တစ်ခုတော့ဟုတ်လားဒါရုံနဲ့ပတ်သက်ပြီးဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်နောက်ဆုံးမှာ gd ကိုလူတို့ချို့အထင်မှားနေတဲ့အကြောင်းလေးကိုလည်းပြောပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့ပြောချင်ပါတယ် ပရီဂျီဒီဆိုတာတကယ်တော့တရားဝင်သင်ယူညွှန်းနှံတစ်ခုမဟုတ်ပါဘူးဂျီဒီနဲ့တရားဝင်ထုတ်ပြန်လာတဲ့ပရီဂျီဒီဆိုတာတကယ်မှမရှိပါဘူးပရီဂျီဒီဆိုတာအเจ้าတွေကဂျီဒီအတွက်အစင်သိမဖြစ်သေးတဲ့အเจ้าသားတွေဖန်တီးပေးရတဲ့သင်တန်းတစ်ခုပဲဖြစ်ပါတယ်เจ้าသားတွေဂျီဒီဆိုင်မောအတွက်ပြင်ဆင်ဖို့ပရီဂျီဒီကိုသင်ကြားပေးတာဖြစ်ပါတယ်ဒါပေမဲ့အเจ้าတစ်เจ้าနဲ့တစ်เจ้าပရီဂျီဒီအတွက်သင်တဲ့သင်ယူညွှန်းနှံနဲ့သင်ကြားပုံတွေမတူပါဘူးတချို့ကြောင့်တွေကဂျီဒီဆိုင်မောရဲ့အခြေခံသင်ခန်းစာတွေလေးပေးပြီးတချို့ကြောင့်တွေကအခြေခံပညာရပ်တွေပုံမအားဖြစ်ပေးကြပါတယ် ရီဂျီတွေကဘယ်သူတွေတက်တင်လဲဆိုတော့အခြေခံပညာဆင့်ရှစ်တန်းကိုတန်းအထိပဲသင်ခဲ့ရတဲ့ကျောင်းသားတွေ Math English Science မှာအားနည်းတဲ့ကျောင်းသားတွေဂျီဒီသင်ရိုးတွေကိုမလေ့လာခင်အခြေခံတွေကိုပြန်လည်ဖြည့်ဆွတ်ခြင်းတဲ့ကျောင်းသားတွေဂျီဒီဆံမွေးပွဲရဲ့ပုံစံနဲ့မေကွန်းအမျိုးသားတွေကိုရင်းနှီးအောင်ကြိုတင်လေ့ကျင့်နေတဲ့ကျောင်းသားတွေအနေနဲ့တက်တင်ပါတယ်အချင်းချုပ်ပြောရရင် Pre GED ဆိုတာတရားဝင်သင်ရိုးညွှန်းတဲ့တစ်ခုမဟုတ်ပဲဂျီဒီအတွက်အခြေခံကောင်းတဲ့ကျောင်းသားတွေဖြစ်လာဖို့ကျောင်းတွေကဖန်တီးပေးရတဲ့သင်တန်းတစ်ခုပဲဖြစ်ပါတယ် PG တွေကိုတက်ရောက်ချင်တော့ចောင်းသားများတို့မဟုတ်တက်ရောက်ဖို့လိုအပ်တဲ့ចောင်းသားများတို့အကြံပြုချင်တာကတော့ PG တွေကို3လကနေ6လအထိလာတင်ယူသင့်ပါတယ်။ထောက်လာတဲ့ပုံပြီးတင်ယူဖို့မလိုအပ်ပါဘူး။ဒီအချိန်ကာလတစ်ခုဟာ GD တင်တဲ့အစင်းသိမ်းဖြစ်စေဖို့လုံလောက်ပါတယ်။ဒါပေမဲ့လည်းចောင်းသားဦးချင်းစီရဲ့ပညာရေးစနစ်အခြေခံမှမူတည်ပြီးကြာချင်းကကွဲပြားနိုင်တာမို့လို့6လထက်ပိုယူရတဲ့အခါမျိုးလည်းရှိတတ်ပါတယ်။လူတို့ချို့အထင်မှားနေတဲ့အချက်တစ်ချက်ကတော့ GD ဆာမွေးဝဲကိုအသက်18နှစ်ပြည့်မှပြေဆိုခွင့်ရှိတယ်ဆိုတာပါပဲ။ဒါလုံးဝမဟုတ်ပါဘူး။ အသက်16နဲ့18ဆိုရင်လည်းဂျီဒီကိုဖြည့်ဆို့နိုင်ပါတယ်။ဒီအချက်ကိုမသိကြတဲ့အတွက်ចောင်းသားចောင်းသူတို့ချို့အားဂျီဒီကိုတက်ဖို့ ready ဖြစ်နေရတာနဲ့အသက်16နဲ့မပြည့်သေးတဲ့အတွက် pre ဂျီဒီကိုတက်ရောက်နေကြတာပါ။အကယ်၍သူတို့ဂျီဒီတင်တဲ့ကိုတတ်မယ်ဆိုရင်တင်တဲ့ပြီးတဲ့အချိန်မှာအသက်18နှစ်မပြည့်သေးတဲ့အတွက်ဆမ်မဝဲဖြီလို့မရဘူးဆိုပြီးထင်နေတဲ့အတွက်ကြောင့်ပါအဲ့တော့ဒီလောက်ဆိုရင် PG ဒီကြောင့်နားလဲသဘောပေါက်မယ်လို့ထင်ပါတယ် အခုပြောသွားတဲ့အချက်လက်တွေက PG တွေတက်တင်လားမတက်တင်လားစဉ်းစားနေကြောင်းသားကြောင်းသူများနဲ့မိဘများအတွက်အထောက်အကူဖြစ်စေမယ်လို့မျှော်လင့်ပါတယ်။တကယ်လို့ပြောသွားတဲ့အကြောင်းအရာတွေမှာနားမလည်တာရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်။ Alright, I'll see you guys in the next video.